မင်းအောင်လင်က ရှီချင်းပင်ကိုတမရကြီးဟုလိုလိုကြိုးကြိုးသုံးနှုန်းအကျန်းဖက်စစ်ခေါင်းဆောင်မင်းအောင်လင်ကတရုတ်တမရရှီချင်းပင်ကိုတမရကြီးဟုလိုလိုကြိုးကြိုးသုံးနှုန်းပြောဆိုထားသည်ကိုစစ်ကောင်စီလက်အောက်ခံမီဒီယာအင်တာဗျူးတွင်ပြောဆိုဖော်ပြထားပါသည် မင်းအောင်လင်ကရုရှားနိုင်ငံတွင်မေလ9ရက်နေ့မှမေလ10ရက်နေ့အထိသွားရောက်ခဲ့စဉ်တရုတ်သမ္မတရှီကျင်းပင်နှင့်တွေ့ဆုံခဲ့ပြီးအဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍စစ်ကောင်စီ၏ဝါရဖြန့်သတင်းမီဒီယာများကမင်းအောင်လင်ကိုအင်တာဗျူးပြီးပြန်လည်ဖော်ပြရာတွင်ရှီကျင်းပင်ကိုသမ္မတကြီးဟုမင်းအောင်လင်ကရိုးကြွနှံစွာခေါ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင်းရှိမြို့နယ်ပေါင်း16မြို့နယ်နှမ14မြို့နယ်ကိုစစ်ကောင်စီကဆုံးရှုထားတော်လဲတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်ကြံအကောင့်ထဲဖော်ရန်တရုတ်သမ္မတနှင့်ဆွေးနွေးခဲ့ကြောင်းမင်းအောင်လင်ကထုတ်ဖော်ပြောဆိုပါရယ်ကျွန်တော်အနေနဲ့လည်းဝမ်ဘတ်ဝမ်ယုံလမ်းကြောင်းပေါ်မှာလဲခိုင်ခိုင်မာမာယက်တည်တဲ့အကြောင်းနောက်တစ်ခါမြန်မာနိုင်ငံကနေပြီးတော့တက်ကြွစွာပါဝင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောခဲ့ပါရယ် နောက်တစ်ခုကတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်ကြံအကောင့်ထဲပေါ်မြင့်တင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးဖြစ်ခဲ့ပါတယ်ဟုမင်းအောင်လင်းကပြောဆိုပါတယ်။ရခိုင်ပြည်နယ်တွင် AA ကမျိုးနယ်များစုကိုသိမ်းပိုက်ထားပြီးစစ်တွေကြောက်ဖြူနှင့်မန်အောင်မျိုးတို့သာသိမ်းပိုက်ရန်ကြံရှိတော့ကြောင်းသိရှိရပါတယ်။